မြန်မာပြည်သက်တည်းရဲ့ထာဝရအုံစောဖြစ်တယ်လို့တောင်ကိုရီးယားနုပညာလောကရဲ့အစားထိုးမရတဲ့မင်းသမီးတယောက်အဖြစ်ယက်တည်နေတယ်။စောင်းဟီကိုဟာအခုချိန်ထိထိတိုင်းနေရာမှာရှိနေစေမင်းသမီးတယောက်ပါ။အသက်40ရောက်လာပြီမဲ့တက်ငယ်ပိုင်းမင်းသမီးတွေရဲ့အလှနဲ့ရှင်လို့ရနေစေဖြစ်တဲ့စောင်းဟီကိုဟာအမှန်တော့လှပတဲ့ဘဝခီကိုဖျက်သိမ်းခဲ့ရသူမဟုတ်ပါဘူး။လှပတည်ငြိမ်လို့နဲ့မျက်နှာလေးပိုင်ဆိုင်ထားသလားအတော်လေးခက်ခဲတဲ့ဘဝဖျက်သိမ်းမှုကိုကြုံတွေ့ရတဲ့စောင်းဟီကိုတယောက်ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကိုကြည့်လိုက်ရအောင်။စောင်းဟီကိုရဲ့ဖခင်နဲ့မိခင်ဟာအသက် ငယ်ရွယ်ရွယ်နဲ့အိမ်တော်ပြုခဲ့ကြပြီးစိတ်သဘောထားမတိုက်ဆိုင်တာကြောင့်ဆောင်းဟေကိုမွေးပြီးတိတ်မကြခင်မှာပဲကွာရှင်းခဲ့ကြပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့မိခင်ဖြစ်လာတဲ့သူ့အမေဟာ single mom ဘဝနဲ့ပဲဆောင်းဟေကိုကြွကြွဆဆဆောက်ရှောက်ပြီးခဲ့တာပါ။ငယ်ရွယ်နဲ့မိခင်ဖြစ်ပေမဲ့တမီးဖြစ်သူကိုပြောစရာငယ်ဘဝမှညံတွေပဲဖန်တီးပေးခဲ့တဲ့အပြင်ဖခင်မရှိလို့လက်ဟာနေတဲ့ခံစားချက်မျိုးပါမခံစားရအောင်ဆောက်ရှောက်ပြီးခဲ့တယ်လို့ဆောင်းဟေကိုကိုယ်တိုင်ကအင်တာဗျူးတစ်ခုမှာပြောခဲ့တာပါ။တမီးဖြစ်သူမင်းသမီးလှုပ်ချိန်မှာလည်းအပြေအဝပံ့ပိုးပေးခဲ့တယ်လို့တမီးဖြစ်သူရဲ့စကားထားကိုလည်းစောက်ကြည့်ပ ်ပေးပြီးဝေဖန်ပေးလေးရှိသူပါမိခင်ဖြစ်သူခက်ခဲတာကိုမြင်ခဲ့ရတဲ့ဆောင်းဟင်ကိုဟာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးအတော်လေးစဉ်းစားခဲ့တယ်လို့တည်ငြိမ်တဲ့အိမ်တော်တွေဘုရားကိုရဖို့ဆန္ဒပြင်ထန်ခဲ့သူပါမိသားစုကိုပထမဦးစားပေးနေရမှာထားဖို့စဉ်းစားခဲ့သူဟာ2019မှာတွဲဖက်မင်းသားတယောက်ဖြစ်ခဲ့တဲ့မင်းသားဆောင်ကျွန်ကီနဲ့လက်ထက်တဲ့အတီဖြစ်ခဲ့ပြီးတော့အနုပညာလောကရဲ့ထိတ်တန့်အတွဲလေးဖြစ်ခဲ့ပါတယ်မိသားစုဘုရားကိုမမောတဲ့ဆောင်းဟင်ကိုဟာအိမ်တော်ပြုတ်ပြီးနောက်ပိုင်းမှာလည်းအနုပညာလုပ်တွေကိုအတော်ကြာရနာခဲ့ပြီးအိမ်တော်ရေးကိုပဲအာရုံစိုက်ခဲ့တာပါသူတက်အသက်ငယ်တဲ့အိမ်တော်ဘက်ကို ရခဲ့ပေမဲ့စောင်းဟီကိုတယောက်ပျော်ရှင်တဲ့အိမ်ထောင်တွေဘောဖြတ်တန်းနေရလို့ပဲပြည်သက်တရားတည်ထားခဲ့ပါတယ်။ဒါပေမဲ့လက်ထပ်ပြီး၃နှစ်အကြာ2019မှာတော့စောင်းကျွန်းကီဟာစောင်းဟီကိုကြုံမပြောပဲကွာရှင်းခွင့်တောင်းခံလိုက်တာကြောင့်လူတွေအများကြီးအံ့ဩသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့နှစ်ယောက်သားဟာအလိုက်ဖက်ဆုံဆုံတွဲဆိုရဲကောင်းစင်အောင်ကနေကွဲသွားကြပြီးစောင်းရီကိုကိုရိုင်ကလည်းသူ့မိခင်လိုမျိုးပဲအိမ်တော်ကွဲတစ်ခုလက်ပေါ်အောင်ရောက်သွားခဲ့ပါတယ်။ကွာရှင်းမှုကိုစောင်းချူကီဘက်ကရှောက်ထားတာဖြစ်တဲ့အပြင်နှစ်ယောက်ကွာရှင်းရတဲ့အကြောင်းရင်းကိုလူထုကိုပေးမသိတာကြောင့်ကောလာဟလာတွေကအမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။အဲဒီအချိန်ကာလတွေဟာစောင်းရီကိုအတွက်တော့တော်လေးပင်ပန်းခက်ခဲစရာတွေပြည့်နေနေတဲ့အချိန်ကာလပါပဲ။သူနဲ့အတူဇက်ကားရိုက်ကူထားတဲ့မင်းသားပတ်ပူကန်းနဲ့အိမ်တော်ကြီးဖောက်ပြန်တယ်လို့ကောလာဟလာသတင်းတွေရှောက်ပြောခဲ့ကြတယ်လို့သူတို့ကွာရှင်းတဲ့အကြောင်းရင်းဟာ ဆောင်းဟီကိုဖောက်ပြန်လို့ဆိုတဲ့သတင်းတွေလည်းအများကြီးထွက်လာခဲ့တာပါ။ဒါအပြင်ဆောင်းဟီကိုကကလေးမမွေးမိကျင်တာကြောင့်ဆောင်ချူကီက question လိုက်တာကလေးမမွေးနိုင်တဲ့မိမဆိုပြီးအခြေအမြစ်မရှိရဲ့ဝေဖန်တိုက်ခတ်မှုတွေနဲ့အသေးအတန်တိုက်ခတ်ခဲ့ကြပါတယ်။တချို့ဝေဖန်သူတွေကသူတို့ကိုယ်တိုင်ထင်မြင်ချက်တွေဖြစ်တဲ့ဆောင်းဟီကိုကလေးမမွေးမိကျင်လို့ question ရတယ်ဆိုတဲ့အကြောင်းအရာတွေနဲ့မပြီးနိုင်မစီးနိုင်တိုက်ခတ်ခဲ့ကြတာပါ။ငကူကလေးက social media တိတ်မတုံးတဲ့အပြင်ဇကားတွေကိုလည်းစတိုက်ရိုက်ကူးလေးမရှိရဲ့ဆောင်းဟီကိုကအခုလိုတိုက်ခတ်မှုတွေအပြီးမှာလုံးဝအနားယူလိုက်ပြီးတော့လူတွေရှိကိုသိပ်ပေါ်မလာတော့ပါဘူး။နောက်ပါ ိုင်းမှာ Now We Are Breaking Off The Glory Drama ရင်းနဲ့ပြည်သက်တီရှိကိုပြန်ရောက်လာတဲ့သူဟာအမောင်မိုက်ဆုံးအခိုက်တန့်တွေကိုဘလို့ဖြတ်တန်းခဲ့ရတယ်ဆိုတာကိုအင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။သူမအတွက်အချိန်ဟာအရာအလုံးကိုကူစားပေးနိုင်နေဆိုတာမှန်ကန်ကြောင်းအစပိုင်းမှာတခြားလူတွေကအချိန်အားကူစားပေးမယ်လို့ပြောတာကိုမကြိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တကယ်ဖြစ်ကြောင်းလက်ခံလာခဲ့ရတယ်လို့ဆိုထားတာပါ။ဒါအပြင်သူမအနေနဲ့လက်ရှိအကြောင်းအရာတစ်ခုကြောင့်နာကျင်ခံစားနေရတဲ့သူတွေအတွက်နာကျင်နေတဲ့အချိန်မှာအပြည့်အဝနာကျင်လိုက်ဖို့အကြံပေးထားပါသေးတယ်။ နာကျင်ခန်းစားနေရချိန်မှာမနာကျင်မှုခက်ခဲပြီးအတင်းတင်းခံနေရင်နာကျင်တဲ့ခန်းစားချက်တွေဟာရုံထွက်ဖို့ပါခက်ခဲပြီးပိတ်မိသွားနိုင်တာကြောင့်နာကျင်နေချိန်မှာအပြည့်အဝနာကျင်လိုက်ရင်ခန်းစားချက်တွေကနေအလွယ်တကူရုံထွက်လာနိုင်လောက်မှဖြစ်ကြောင်းအကြံပေးထားတာပါ။စောင်းရီကဒီအကြံကိုသူ့ဘဝအတွေ့အကြုံနေနဲ့ရှင်းပြီးအကြံပေးထားတာဖြစ်ပါတယ်။အချိန်ကာလတစ်ခုထိမင်းသမီးတယောက်အနေနဲ့သာမကမိန်းကလေးတယောက်အနေနဲ့ပါဆဆူဝါဝေဖန်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်ခံခဲ့ရတဲ့အမျိုးသမီးလေးဟာအခုဆိုရင်သူချစ်ရတဲ့အတိုင်းဝိုင်းလေးနဲ့အရန်တရာအဆင်ပြေတဲ့ဘဝကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူ့ရဲ့အချစ်တော်ခွေးလေးရူဘီနဲ့အပါအဝင် အချစ်ဆုံးတငယ်ချင်းတွေနဲ့ခရီးရီထွက်သူသဘောကျရတဲ့ဝိုင်းနေတောက်ရင်ဘဝဝပျော်ကြီးဖြတ်တန်းနေရဲ့ဆောင်းရီကိုဟာအခုဆိုရင်အသက်42နှစ်တောင်ရှိနေပြီအမှုပညာတတက်ဟာအနှစ်30တောင်ရှိတော့မှဖြစ်ပါတယ်။ဆောင်းရီကိုဆိုရဲအမျိုးသမီးလေးဟာအောင်မြင်တဲ့မင်းသမီးတယောက်အဖြစ်အေဂျင်မီလောကဒဏ်အကုန်လုံးကိုအေးဆေးရင်ဆိုင်နေပြီဖြစ်တဲ့အမျိုးသမီးလေးဖြစ်နေပါပြီ။အရှက်ဆယ်လီရဲ့ပြည်သက်ကြီးလေးအတ္တမာဆုံးအမျိုးသမီးလေးဆောင်းရီကိုကိုပြောချင်တဲ့စကားလုံးကြီးရှိရင်ကွန်မန့်မှာပြောသွားပြကြပါအောင်နော်။